မင်္ဂလာပါရှင်။ရသသော channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောချိုးဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကံဘလူရှိတာထားတယ်။ရန်ညိုးဘွဲ့ကဝေးဆိုရဲဇလန်လေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးကိုနားဆင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ တောင်ကြီးရွာရဲ့ညနေနေဝင်ချိန်အချိန်မှာရွာရှိမင်းပြိုလေးတွေဟာတောက်သုံးရေခတ်ဖို့လူစုနေကြတယ်။အလုံးစုပြီးချိန်မှာတော့ရေအိုးကိုစီရွက်ပြီးရွာပြင်မှာရှိတဲ့ရေတွင်းစီကိုဥတီရှောက်တန်းလာခဲ့ကြတယ်။အဲ့ဒီရေခတ်ကြမဲ့ရေတွင်းဟာတောင်ကြီးရွာဆိုပြီးမဖြစ်ပေါ်လာမီရှေ့ရခင်တွေကတည်ရှိခဲ့ခြင်းဖြစ်တယ်။အခုချိန်ထိတောင်ကြီးရွာရဲ့သုံးရေတောက်ရေခတ်ရနေရလဲဖြစ်နေစေပင်ရေခတ်လာတဲ့အပြိုတိုက်ဟာရောက်တဲ့အရာစကားတွေပြောနေကြရင်မှာ ဟဲ့နင်တို့သိကြလားရွာလေးကလေးလေးပါစင်အသက်ခံတဲ့ကိစ္စလေအာကျဲမတင်လာကစကားဆလိုက်တယ်တင်လာစကားကြောင့်ဘေးစင်ကလျှောက်လာတဲ့အေးသူကကြောက်တို့တော့မိုးလင်းတဲ့ကသိရပါတော့ဒါထဲရင်းမမြခတ်ကြမယ်တော့လူတက်မှုဖြစ်တာလားမသိဘူးမိုးချုံမကိုကြောက်တယ်တော်ရဲ့ဟုတ်တယ်ဟုတ်တယ်ကြောက်တို့ရင်းမမြခတ်ကြမယ်အမတင်လာမိစန်းကအေးသူစကားကိုထောက်ခံလိုက်တယ် ဒီအချိန်မှာရွာလူကြီးဦးတင်ဘူးတမီမြတ်တစင်ကကြောက်ကြတာကတော့လေလေးလေးပါစင်ကိုတတတာမေးပြိုးတဲ့တော်ရဲ့ဟဲဟဲဟုတ်လို့လားတစင်ရဲ့အဲ့ကလေးမှတတတာတေးစားလို့လားအေးတင်လာကမယုံတယ်လို့မေးလိုက်တယ်တကြီးတမီမြတ်တစင်ကလည်းသူ့ဇက်ကောင်မယုံတယ်လို့ဖြစ်လာကောမလို့လားဒါကြောင့်ကျုပ်အဘတို့ပြောနေကြကိုကျုံနာနဲ့အသေးချာစီကိုကြတာဗါလေမတင်လာကကျုပ်ပြောမယုံလို့လားဟုတ်သားပဲမတင်လာရဲ့ ။တစင်ပြောတာဆိုမှန်တာတွေပါပဲတော့။ကျုပ်တို့တော့ယုံနေတော့။အဲ့ကောင်မှကျုပ်တို့ရွာသူမှမဟုတ်တာ။နာဝီသူနဲ့ဆိုတော့မျက်လုံးချင်းစုံတည်နေတော့သူ့ကြီးကကြောက်စရာကောင်းတာအမလည်းအသိပဲ။ဘေးရှိလူတွေကညသစဉ်စကားကိုထောက်ခံကြတယ်။အများနဲ့တရားမို့တင်လာမငင်းပြီးတော့ပြီးနောက်သူတို့ရေခက်ရရေတွင်းစီတယ်။ရောက်ကြပြီမလို့ရေခက်ဖို့သာပြင်ဆင်လိုက်တော့တယ်။အိုတအိုချင်းအလဲကြရေခက်ထဲကြတယ်။ရေခက်နေမြသစဉ်က အဲ့မေးပြိုးစေကောင်မှလူသက်သမားဆိုရင်ကျုပ်တို့ရွာထဲမှာထားကိုမထားတဲ့တော့ဟုတ်တာပေါ့သူ့မထားတဲ့ဦးတို့တွေသူ့ရွာထဲကထွက်သွားဘလို့လောက်ရမလဲသစင်နေပါအောင်ကျုပ်ကြံကြည့်ပါမယ်အဲ့ကောင်မှာရွာသူရွာသားတွေအားလုံးပေါင်းပြီးနေလို့ရင်ပိုကောင်းမယ်သစင်မျက်မှောင်ကျုပ်ကပြောလိုက်တယ်သူတို့ပြောနေကြစင်ပါပြီရေအိုးရွက်ပြီးနောက်မှလူတောင်းဝင်လာတယ်သူတို့တဲမှာလူလားဆိုပြီးမိစံလှည့်စီလိုက်ချင်းအမလေးလူသက်သမားဟင် ဟဲ့မေပြိုမေပြိုကိုမြင်လိုက်ပြီးအာလုံးအလန့်တကြဖြစ်ကုန်ကြတယ်။သူတို့ဖြစ်ပြက်သွားတယ်။ထိတ်လန့်ဟန်အမှုရာတွေကြောင့်မေပြိုကဘာဖြစ်ကြလဲ။လူသက်သမားစွာဘာစကားလဲ။မိစန်းကိုစိုက်ကြည့်ပြီးမေပြိုမေးလိုက်တယ်။ဟိုးဟိုးမဟုတ်မဟုတ်ပါဘူးမေပြိုရဲ့။တို့တွေအသက်ခံလိုက်ရသူအကြောင်းပြောနေတော့နောက်ကမေပြိုရောက်လာလို့လန့်ပြီးအော်မိရပါ။အော်အဲ့လိုလား။ဒါဆိုဆက်ပြောကြလေ။မေပြိုလည်းနားထောင်တာပေါ့။ မိစန်းကိုမိပြိုးကပြောလိုက်တော့ဘေးရှိမြသစင်ကနေပါနေ့ကဘသူကရေးလာခက်ခိုင်းလို့လေဒီရေတွင်းကတို့ရောက်ကလူတွေအတွက်ပဲနေ့လိုဘဲကမမသိရဟာပဲခက်ဖို့မဟုတ်ဘူးစာနေမသိဘူးလားခက်ရင်ရိုင်းမောက်မာစွာပြောလိုက်တဲ့စကားကြောင့်မိပြိုးပြုံးလိုက်တယ်အဲ့ဒီအပြုံအဆုံးသက်သွားတော့မသိရင်တော့ဒီရေတွင်းကနေလို့ပိုင်တယ်လို့ပဲပြောစမ်းမအောင်ဒီရေတွင်းတက်တန်ဘယ်လောက်ရှိပြီလဲဆိုတာမိပြိုးအမေကိုညသစင်စိတ်ဆိုးစွာနေဟဲ့ ရေတွင်းတက်တဲ့နယ်ဖားဆိုင်လေသွားနေခုထက်သွားငါတို့ရွာလူပင်နဲ့မပတ်သက်နဲ့ဦးဝေးမာနေမေပြူသူ့ကိုပြောတဲ့များကိုအရှိမလို့အစောပိုင်းကတင်လာခတ်ထားရေဝေကို သူ့ရေအိုးအတွင်ပြောင်းကထက်လိုက်တယ်ရေအိုးတဲရေဝေပြီးတော့ပင်ပိုရံပြင်းတော့တင်လာကဝိုင်းကိုမှပေးတယ်ပြီးနောက်မသိအမှတ်ထားဒီရေတွင်းတက်တန်းကနှစ်ပေါင်း900ကျော်နေပြီကဲနောက်တစ်ခေါက်ရေခတ်မှာစုံကြတာပေါ့ခုတော့သွားပါအောင်မေကျော်ဝေးကထွက်သွားတယ်မေပြူကြောင့် ညသစဉ်ဒေါသပို့ကထွက်လာတယ်။ကောင်မလူဘဝလို့စိတ်လျှော့ပါသစဉ်ရဲ့သူလည်းသွားပြီပဲဟာ။နေပါအောင်အမတင်လာကဘာလို့သူ့ကိုရေတွေပေး။အိုးဝိုင်းမလုံနေရလဲ။ဒါလေအမတင်လာကသစဉ်ဘက်ကမဟုတ်ပဲသူ့ဘက်ကလား။တင်လာညသစဉ်ရဲ့အမိကိုခံလိုက်ရပြီ။အော်မဟုတ်ပါဘူးသစဉ်ရဲ့။သစဉ်တို့ရံဖြည့်ကြမှာဆိုလို့အမသူ့မြ мян ပြောင်းကူပေးလိုက်တာပါကွယ်။အမစကားမှန်တယ်ဆိုရင်တော့သစဉ်မပြောတော့ပါဘူး။ဒါမှမဲ့နော် တင်ဖွဲ့တွေကလုပ်ပြီးသစင့်ထဲအဲ့ကောင်မှပို့နေရင်သစင့်ကြောင့်ကောင်းကောင်းသိရမယ်။တင်လာလို့အုပ်စုဟာတကြီးဦးတင်ပို့တဲ့တကြီးသမီးများသစင်ကိုကြောက်ရတယ်။ညသစင်နဲ့လိုက်ရောညီထွေစွာနေတတ်ရင်ညသစင်ကသူတို့ကိုပေးကမ်းတတ်တယ်။ညသစင်နဲ့မတဲပါကအဲ့ဒီမတဲသူကနေစရာမရှိအောင်ဒုက္ခပေးခံရပါတယ်။အဲ့ဒီဒုက္ခပေးခံရရင်လူဝေထဲမှာမိပြူကတော့မတူပဲ။ညသစင်ပြောတဲ့မြောက်ကိုမိပြူကပြန်ပြီးပြောတတ်တယ်။မိပြူပြောတဲ့မြောက်ကလည်းမှန်ကန်တာကြောင့် ညသစင်ပြန်ပြောဖို့ပင်စကားရှာများဖြစ်တတ်တယ်။အဲ့ဒီကြားမှာညသစင်တိတ်မိပြုတ်ကိုပို့ခင်းနေသူကတက်ရောက်ရှိတယ်။အဲ့ဒီသူကတော့တင်လာပင်ဖြစ်တယ်။မိပြုတ်ဟာကျင်လာပြီးလူတစ်ဖက်သားကိုတန်းနိုင်သလားကိုညီပေးရကိုတင်လာသိခဲ့ရတယ်။ဒါကြောင့်ထုတ်မပြောပေမယ့်တင်လာမိပြုတ်ကိုခင်မင်းနေရဲ့။ရှင်မောင်။ဟေးရှင်မောင်။နောက်တစ်မျိုးထက်ချကွာ။ဟုတ်ကဲ့လာပြီလာပြီကိုမင်းစိန်။ထန်တဲ့ကထန်းရီရောက်နေရှင်မောင်ခင်ဗျာထန်းတဲ့မှာအမြန်ပြေးလာပြီး ထမ်းရင်ချပေးရတယ်။မင်းစိန်တို့အဖွဲ့ကထမ်းတဲ့နဲ့မလန်မကန်ရှိတမ်းမင်အောင်ချီမှာဖြာချမ်းတွေခင်ကထမ်းနေကြခြင်းပဲ။ပဲချမ်းကျော်ရီငှက်ကျော်အယိုးပင်နဲ့ဖြာတစ်ခုလုံးကလည်းရှုပ်ပါကနေရဲ့။အကိုမင်းစိန်ကျောက်တို့တက်တဲ့ကောင်းမှပြန်ရှင်းလာတယ်ဆိုဘယ်လိုလုပ်မလဲဗျာ။ဟာဒီကငမောင်မမိုယူနဲ့တိတ်နေစမ်းတခြားလူကြောက်ကုန်မှာကွာ။ငမောင်ရဲ့စကားကြောင့်ရာကျော်ကအော့လိုက်တယ်။မင်းစိန်ကလည်းထမ်းရီကိုအိုးလိုက်မော့ကတောက်လိုက်ပြီး ပြန်ရှင်လာရင်ပြန်တက်ရမှာပေါ့ကွာမင်းစင်ရဲ့စကားကိုငမောင်နဲ့ရာကျော်ကကောင်းကြီးကလက်ကန်လိုက်တယ်။နောက်ကျန်သူကျော်ဝင်းကဒါနဲ့အိုက်ကောင်မပြောက်တာရွာတဲ့တဲ့င်းမကြမိသေးဘူး။အခုချိန်ထိအေးဒီလောက်ဆိုသူပြောက်တာရွာတဲ့ကြားနေရလာပြီကွာ။ကျော်ဝင်းစကားကိုရာကျော်ကခွန့်တော့ပြန်လိုက်ခြင်းဖြစ်တယ်။မင်းစင်သူ့အဖော်ရဲ့စကားကြောင့်ထန်းတော့ကပြန်ရင်တော့သူ့အိမ်ဘက်ကိုအချိန်ထိသွားကြည့်ကြပေါ့။ဒါမှပို့သေးကြမှာ။ဟုတ်တယ်အကိုမင်းစင်ထန်းတော့ကပြန်ရင် ဝင်ကြည့်ကြပေါ့။ ထို့စဉ်မင်းပြိုတုံးဟာစက်တကောင်ကိုရှင်မပိုက်ပြီးကန်လာရင်လေထန်းတော်ရဲ့ရှိရှင်မောင်းရဲ့ထန်းတော်ကိုဝင်သွားတယ်။အဲ့ဒီအဖြစ်အပျက်ကိုမင်းစိန်တို့အဖွဲမသိလိုက်ကြပြီ။နည်းနည်းတော့ပို့ပေးလို့ရမလား။မေပြိုက ထတ်တိုးပေးဖို့တောင်းဆိုလိုက်တော့ရှင်မောင်းကဟာဒီလောက်ပဲရမယ်။ညီချက်ကအကောင်သေးတယ်။ဒီလောက်ပေးတာတော့ညီငေါ့ကျေးဇူးတင်အောင်။ထတ်တိုးပေးပါအောင်အကိုရှင်မောင်းရဲ့ကြုံမွေးထားရဲ့ကြက်လေးမဖြစ်လို့ရောင်းရတာပါနော်။နည်းနည်းပဲထတ်တိုးပေးပါ။ရှင်မောင်းကောင်းတစ်ချက်ကုတ်လိုက်ပြီ။ မေပြုတ်ကိုတစ်ချက်သေးကအေးပါအေးပါရော့ဒီလောက်ပဲတိုးပေးနိုင်မယ်မရရင်လည်းကြက်တာပြန်ယူသွားလိုက်တော့ဟာရင်မောင်ပေးတဲ့ပတ်စံကိုမေပြုတ်လက်ဝါးတဲ့ကြက်ကြက်ပေါင်းဆုပ်ကင်ထားရင် ရပါတယ်ကျမရောင်းခဲ့ပါမယ်စက်ရောင်းပြီးပြီထန်တော်ရဲမှမေပြုတ်ထွက်လာခဲ့တယ်ဟင်ခုမှမေပြုတ်မလားကြော်ဝင်ဖြတ်ကနေမြင်လိုက်ရတယ်မေပြုတ်ရဲ့မျက်နှာကြောင့်အလန့်တကြောင့်អော်လိုက်တယ်ဘာမှလဲဘာမှလဲကြော်ဝင်ရမင်းတော်မူးနေပြီထင်တယ်ကြော်ဝင်အလန့်တကြောင့်ထအော်လိုက်၍ မင်းစိန်တို့အပွဲချက်ချင်းကြေးလိုက်ပြီမေမေပြူမရှိတော့ဟာတကယ်ပြောတာဟာတုတ်တကယ်ပြောတာအကိုမင်းစိန်မေပြူမမေပြူအစ်စ်ပါဗျာဟိုထန်းတွေကထွက်လာတာကျုပ်အသေးချာကိုမြင်လိုက်ရတယ်မင်းစိန်ကြော်ဝင်စကားကြောင်းရှင်းမောင်ရှင်းမောင်ဟက်ကောင်ရှင်းမောင်ဗျာဗျာကိုမင်းစိန်ဘာလို့ကျင်းလို့လဲရှင်းမောင်တရောက်ခေါ်တန်းကြောင်းထန်းတွေမှာအပြေးထွက်လာတယ်မမတော့ဦးမင်းကိုမေးကြရှိလို့ဟုတ်မေးပါကိုမင်းစိန် စောစောကထန်းထဲကထွက်သွားဘူးသူလေ။အော်အကိုမင်းစိန်ကလည်းမေးပြိုလေဗျာ။မေးပြိုမသိရတော့မဟုတ်တော့ပါဘူးဗျာ။ကြည့်ရတာအကိုမင်းစိန်တို့မူးနေကြပြီတဲ့နဲ့။နေစမ်းမအောင်ရှေးမောင်ရ။စောစောကမေးပြိုစွာတေးကြရနော်။တေးကြပါလေအကိုမင်းစိန်ရ။ तू ကကြက်လာရောက်လာဗျာကြောက်စီရော။ဟာ။ဘဲကကြက်ကိုလာရောက်လာလေ तू ။နေနေပေါင်းဗျာကျုပ်ကျက်သွားอยู่ခဲ့မယ်ရှင်မောင်ထန်းတဲ့အတွင်းကိုပြန်ဝင်ကကျက်သွားอยู่လေရဲ့ ျော်ဝင်းတို့ရှားကြတို့ကတော့တယောက်မျက်နှာတယောက်ကြည့်ကနားမလည်နိုင်အောင်ထိတ်လန့်နေကြတယ်။ခဏကြတော့ရှင်မောင်ကကြက်ကိုယူကသူတို့ရှိရာစီရောက်လာတယ်။ရှင်မောင်လက်တွင်ကကြက်ကိုမြင်လိုက်ချိန်မှာရကျော်ကဟာရွှေတိုးကြီးပဲအဲ့ဒါအကိုမင်းစိန်ရဲ့ရွှေတိုးကြီးပဲဟာမင်းစိန်သူ့အချစ်တော်ရွှေတိုးကိုကြည့်ရင်ရှင်မောင်လက်မှာလှမ်းယူလိုက်တယ်။ပြောစမ်းရင်မအိုက်ကောင်မအိုက်ကြက်ကိုဘယ်လောက်နဲ့ရောင်းသွားရလဲ။ဟိုးဟိုးတကြက်နဲ့ပါဘာကွာတကြက်ဟုတ်လား။ ငါချက်ကိုခိုးပြီးတခိုးစင်းနဲ့လာရောက်သွားတယ်ပေါ့။ဗျာအကူမင်းစင်ကျဟုတ်လား။အကူမင်းစင်ကျုံမသိလို့ပါဗျာ။ကျုံမသိလို့ဝယ်လိုက်မိရပါ။အေးထားတော့ရော့ထရေဖို့နဲ့ချက်ဖို့ဓာယူထားလိုက်။မင်းစင်ကပုံစရဲမှာပတ်စံလေးကိုရေမောင်းကိုပေးကမတ်တက်ထားရလိုက်တော့တယ်။ရော့ကျော်ဝင်းရွှေတို့ကိုကန်လာခဲ့သွားကြမယ်။မင်းစင်ရှေမှာခြေလမ်းကြက်ကြက်နဲ့ထွက်သွားတယ်။မေပြိုရွာပြင်ပဲရှိသူမတို့အိမ်စီကိုသွားရလမ်းမှာရှိရဲ့။ တက်တန်းရင်ညမင်းကြီးအောက်မှာထိုင်နေခဲ့တယ်။သူမပုံစံကတစုံတရာကိုစောင့်နေတယ်လို့ရွာလန်းကိုလန်းကကြည့်နေတယ်။တိုင်းမြခဏကြာမှသူမစောင့်မျှော်နေတဲ့လူဟာတဖြည်းဖြည်းလျှောက်လာတာကိုသူမတွေ့လိုက်ရတော့နှက်ခမ်းတွေက ပြုံးသွားလေရော့တယ်။ညောင်မင်းအောက်မှာမေ့ပြောပဲအကိုမင်းစိန်။ရွာကျွားတတိပေးလိုက်တော့အေးငါတွေ့တယ်။မင်းတို့ငါခိုင်းမှာစာနော်။မခိုင်းတဲ့အတားရက်နေကြဟုတ်ပြီလား။ဟုတ်ကဲ့အကိုမင်းစိန်။မေ့ပြောရှိရာတိပင်အောက်ကိုမင်းစိန်တို့ဝင်လာခဲ့ကြတယ်။ အသိန်းဆောင်နေသူမိပြုကလာမလာကြပါမလားလို့တရားမျှော်နေရ။ညင်ရပါလေ။ငါတို့နေ့ကိုတက်ပြီးမြေကြီးထဲရောက်မြုပ်ခဲ့တာကိုနေပါလို့အသက်ရှင်နေရလေ။မင်းစင်အမေကိုမိပြုကငါမတည်မြို့မှုလို့ပါ။ကဲထားပါ။နင်တို့ကိုစောင့်နေရငါပြောစရာရှိလို့နင်တို့ငါ့ကိုထတ်တက်ကြမယ်ဆိုလဲတက်ကြလေ။မပြောရုံပဲရှိရပေါ့။မင်းစင်မိပြုကိုစိုက်ကြည့်ကနေမတည်မြို့ဆိုလေငါရောက်တက်လို့ရတယ်။အေး။ အခုတော့နင်ပြောစရာရှိရဲဆိုတာကိုသာအရင်ပြောလိုက်ဒီလိုမှပေါ့ဒါမှမင်းစင်ပြီးတတ်မှာကိုငါပြောမှာကနင့်ကိုဥပစင်ရဲ့ဝိညာဉ်ကတတ်ဖို့လုပ်နေရဲ့အဲ့ဒါနင်တိအောင်ပြောပြချင်လို့ပဲဘာငါ့ကိုဘာလို့လေးလေးပါစင်ကတတ်ချင်ရမှာလဲမဖြစ်နိုင်တာမေပြိုအစမပြေရှိမောဟာတိုက်နေရဲ့မရှိနဲ့ပြောစမ်းမေပြိုနင်ပြောစမ်းနင်ကကုတ်ကုတ်ကိုလေလေထင်းနေရကိုနင်လို့တမယဖုံးကွယ်ပြီးရတဲ့တပည့်တွေရှိလို့ ဘဝင်ကိုင်းနေရလား။နေနဲ့ဥပစိန်မိန်းမတို့ဖောက်ပြန်နေရ။ငါမသိဘူးထင်တာလား။အော်အေးပေါ့လေ။ငါသိသွားတာဒေါခင်သိမှာပေါ့။ဒါကြောင့်လဲငါ့ကိုလူသက်သမားဆိုပြီးအပြစ်ရှာတဲ့င်းလွှင့်နေရကို။နေနေဘယ်ထိသိထားလဲ။အဲ့ဒါနောက်မှပြောပါ။အခုဥပစိန်ရနေ့ဟိုရနေခိုးစားတဲ့ဘွားတော်ကိုပါတက်ဖို့ကြံနေပြီ။ကဲပါလေ။ပြောပြီးပြီဆိုတော့ငါကိစ္စမဟုတ်တော့သွားတော့မယ်။မေပြူကြောပြီးကထွက်သွားတယ်။ မင်းစိန်တို့နဲ့ခြေလန်းဆက်လန်းအရောက်မှာနေနေရောငါအသက်မခင်အောင်ဘယ်လိုလုပ်ရမလဲမေးပြောနှခမ်းသားတွေကွေးညူအောင်ပြုံးလိုက်တယ်ခဏပြုံးလိုက်ပြီးမျက်နှာကိုပြန်ပြင်ကမင်းစိန်တို့ဘက်ကိုပြန်ပြီးထက်လိုက်တယ်အဲ့လိုလှည့်လိုက်ပြီးနောက်အကူကြီးတောင်းနေရဲ့မင်းစိန်ရဲ့မျက်နှာကိုမေးပြောဆက်စီကြည့်လိုက်ကမနေ့ပြန်ည7:00နာရီမှာနေရောနေဟာမရောပါဟိုးမြင်ရတဲ့တရက်အိုပင်ကြီးစီအရောက်လာခဲ့ငါအစွဲချုပ်ပေးမယ်အေးဒါဆိုငါတို့လာခဲ့မယ်မေပြူကတော့ထွက်သွားကြပြီ ြံခဲ့တဲ့မင်းစိန်တို့ဘွဲကတိတ်ဆိတ်နေစေဒါကိုကျော်ဝင်းကစားပြီအကူမင်းစိန်သူ့ကိုဘာလို့အကူကြီးတောင်းလာတာလဲသူကယုံကြည်ရလို့လားကုညီရင်တော့အသက်ချမ်းသာပေးရမှာပေါ့အေးငါ့ကိုမကူညီပဲကြောက်ချတယ်ဆိုရင်တော့နှစ်ခါတည်ရမယ်ဆိုတာသူသိရမှာပေါ့ကွာမင်းစိန်ကကောက်ကျစ်စွာပြောလိုက်တယ်ပရိသတ်များရှင်အကူတင်ဆက်ပေးခဲ့တယ်စာရေးသူကျိုးရင်တီကန့်ဘလူရှေးသားထားတယ်ရန်ညိုးဖွဲ့ကဝေးဆိုရယ်ဇနန်းလေးရဲ့အပိုင်းနှစ်ကတော့ဒီမှာရင်ပေးပါပြီ။ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်